right မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုထဲမှာ miss ပြန်မှာ sound of 2025ကို japan လို့ sound of လို့ဝါတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြောကြမယ်ကျွန်တော်ကတော့လာတဲ့အတွေ့အကြုံကိုကျွန်တော်ချပြခြင်းနဲ့ okay ဘလို့မြန်မာကနေပြီးတော့ physically mentally ဘလို့ prepare လုပ်ထားတယ်ဘလို့ world class မှာဘလို့တောပြီးနိုင်ပါတယ် future ဘလို့ရှိမှာလဲမြန်မာမြန်မာနိုင်ငံရဲ့လူတွေနောက်ပိုင်းမှာလာမဲ့မြန်မာနိုင်ငံရဲ့လူတွေဘလို့ empowering ဖြစ်မှာလဲဆိုတော့ဒီဗီဒီယိုထဲမှာချပြကြမယ် let's get started representing my beloved country Myanmar at Miss International Stage in Japan. This moment is more than just a dream come true. It's a symbol of every step, every lesson, and every ounce of strength that has brought me here. I carry the love, the culture, and the spirit of Myanmar in my heart, and I'm ready to share our story with the world. As I take this next step, I'm deeply grateful for everyone who has supported me and believed in me. Please continue to keep me your thoughts and prayers as I do my very best for Myanmar. Through this journey, I also hope to shine the lights on my sister. all right okay so um, 90% is ကိုယ်တိုင်ရံကတော့မြန်မာနိုင်ငံလူတွေဒီဗီဒီယိုနားလည်မှာမဟုတ်ဘူးဒါ English မှာ okay မြန်မာ version ကဘာမှလဲကျွန်တော် okay ဗီဒီယိုထုတ်တယ်ဆိုရင် voice over လောက်တာဆိုဘာမှမြန်မာလိုတဲ့ voice over လောက်အောင်မယ် okay i can't find it ကျွန်တော်တော့မတွေ့ voice over မြန်မာလို what's the point ကိုကသွားပြီးတော့ sound off လောက်တာတဲ့ဗီဒီယိုကိုမြန်မာနိုင်ငံလူတွေပဲကြည့်လို့မရဘူး what's the point English လို့လောက်တာတာ okay i understand သူပြောနေတာလည်းအကုန်လုံးကျွန်တော်နားလည်တယ်ဒါပေမဲ့ most of the မြန်မာနိုင်ငံလူတွေနားတယ်မှာမဟုတ် anyway so point ရပါလဲဆိုတော့ most people အခုသွားပြီးမြန်မာနိုင်ငံနေပြီးတော့သွားပြီးပြိုင်နေ မြန်မာနိုင်ငံပြီး international stage မှာတွားပြီးပြရင်တော့ကျွန်တော်အမြင်အရပါလဲဆိုတော့ကျွန်တော် account မှာလာတဲ့အသွေးတွေကကျွန်တော်အခုချပြမယ်ဆိုရင် most people တွေက dream ပဲလုပ်တယ်တော်တော်များများလူတွေက dream special ရင်းနှီးမှာရည်မှန်းချက်ပဲရှိရဖြစ်ချင်တာပဲရှိတယ် execute လုပ်တဲ့လူတွေကတွားပြီးတော့ stage မှာတွားပြီးပြရင်လို့ရတယ်ကိုလိုချင်တဲ့ဟာကိုကိုတွားပြီး execute လုပ်တဲ့ဟာ okay so မြန်မာကနေပြီးတော့ global မှာတွားပြီးတော့ပြရင်တော့မှအဲ့ဒီ stage က it's going to be a lot bigger for now normal la me myanmar nai nge na normal la me clay dey kids dey to empower phi me to through to ka yan khaung ne da luck mo ho da years of discipline chu da auto mo discipline pain believe in မှာရှိတဲ့ယုံကြည်မှု that no one တကဘာလုံးမှာဘယ်နိုင်ငံမှာမှမရှိမြန်မာနိုင်ငံမှာပဲရှိတာအဲယုံကြည်မှုဘာလဲဆိုရင်မြန်မာနိုင်ငံမျိုးတစ်ခုပြချင်တာတွားပြီးတော့ it's not just about ကိုမတွားပြီးတော့ကိုဟာ crown ကိုတွားပြီးတော့ကောင်းမှတင်ချင်တာမဟုတ် it's about mindset focus and self control ပြချင်တာနောက်ပိုင်းမှာလာမဲ့လူတွေကတော့ if i can do it ငါလုံးနိုင်တယ်ဆိုရင်နောက်မှာလာတဲ့လူတွေဘာလို့မဆိုလုံးနိုင်တယ်ဆိုတော့ပြချင်တာ okay that's how မြန်မာနိုင်ငံမျိုးတွားပြီးတော့ compete လုပ်နေတာမြန်မာရင်ထဲမှာအဲ့လိုရှိတာ every step Apps. take in statement below. japan a statement ပဲလုံးဝမြန်မာကသွားပြီးတော့ဒီကမ္ဘာလုံးကိုပြမှာဂျပန်မှာသွားပြီးတော့မြန်မာ produce လုပ်တာတဲ့ power classes and strength our power ကိုသွားပြီးတော့ပြမှာ okay the beauty this is ဒါ the, the mission the low dr beauty page and whole is about impact below impact low. the real queen are uh, not build. real queen are uh, inspire လောက်တာ lead လောက်တာ အနောက်မှာရှိတဲ့လူတွေအကုန်လုံးမြန်မာနိုင်ငံရဲ့လူတွေအကုန်လုံးကို okay motivation ပေးတာ that ငါလုံနိုင်တယ်ဆိုရင်ဘာလို့မဆိုလုံနိုင်တယ်ဆိုရင် motivation ကိုပေးတာ weak people တွေက chase validation လုပ်တယ် okay weak people တွေကကိုယ့်ရဲ့ action weak people တွေကသူများကိုအရှိမထားတယ်အမေဖေပဲဖြစ်ဖြစ်အရှိရလူပဲဖြစ်ဖြစ်ဆရာဆရာဆရာမတွေပဲဖြစ်ဖြစ် boss ပဲဖြစ်ဖြစ် manager ပဲဖြစ်ဖြစ်အရှိမထားပြီးတော့သူတို့ရဲ့ validation ကို chase လုပ်တယ် weak people တွေက positive comment သူတို့ရဲ့ action သူတို့ငေါဘလိုမြင်ပါလဲသူတို့ရဲ့ဟာငါဒါလုံးလိုက်ရင်သူတို့ငေါဘလိုမျိုးလုံးပါလဲငါသူတို့ happy လုံးမို့သူကငါဒါလုံးလိုက်မယ်အဲ့ဒါတွေက weak people တွေလောက်တော့ strong people တွေကသူတို့တွေက chase လုပ်တာ purpose ကို chase လုပ်တာသူတို့လိုချင်တဲ့ဟာ fulfillment purpose သူတို့ dream business အောင်မြင်တာပဲဖြစ်ဖြစ် strong ဖြစ်ချင်တာပဲဖြစ်ဖြစ် သူတို့မှာ educationally goal ဖြစ်တာပဲဖြစ်ဖြစ်သူတို့ဘာပဲဖြစ်ချင်တာပဲဖြစ်ဖြစ်သူတို့ရဲ့ purpose ကို chase out the strong people လေးရဲ့အလုပ်ဒီ project ကဒါ legacy ဘာလို့လဲဆိုတော့ဒါ empowering လို့မှာနောက်မိုင်းမှာလာမယ့်မြန်မာနိုင်ငံလူတွေကိုလို empowering လို့မှာ world class မှာတွားပြီးပြိုင်ပြီးတော့နိုင်လာလဲဆိုပြီးတော့နောက်မှာလာမယ့် future မြန်မာရဲ့ future ရဲ့ mindset ကို shift လို့မှာဒါက represent လောက်တာမြန်မာရဲ့ culture မြန်မာလုံနိုင်တဲ့ fire ရင်ထဲမှာရှိရဟောက်တာ represent လောက်တာဒါလုံနိုင်တယ်ဆိုတော့ဟောက် okay fake confident or fake လောက်လို့မြောင် confident and either ရှိရင်ရှိတယ်မရှိမရှိဘူး fake confident อ่ะလူတွေကလုံး see through လုပ်လို့ရတယ်လူတွေကလုံးကြည့်လို့ရတယ် fake okay လူတယောက်က fake confident ကို wear လောက်တာဆို confident อ่ะ years of grind work လုပ်နေမှာ okay grind hard work go day to day back to back လုပ်လုပ်နေလူတွေမှာ confidence ရှိတယ် hard ship ကို go to လုပ်တာလူတွေမှာ confidence ရှိတယ် okay confident နဲ့အလုပ်လုပ်တဲ့ဟာကိုဒီအခုဒီအောင်ကြည့်လိုက်တာနဲ့ confident ကိုကျွန်တော်မြင်တယ် confident နဲ့အလုပ်အနောက်မှာအများကြီး confident နဲ့မြင်တဲ့ meaning ပါလဲဆိုတော့အနောက်မှာအနောက်မှာ behind the scene မှာအများကြီးအလုပ်တွေထည့်ထားတယ် a lot of work ထည့်ထားတယ် behind the scene မှာ so အခုဒါမြကြည့်ရတာမြန်မာကနေပြီးတော့ပြနေတဲ့ကဘာလုံး I'm not here to fit in I'm here to stand out မြန်မာ stand out ဖြစ်ချင်တဲ့ဟာကိုပြတာမြန်မာကနေပြီးတော့ stand out ဖြစ်ချင်တဲ့ impossible ဘယ်သူမှငါ့ကို ignore လုပ်လို့မရဘူး okay stand out ဖြစ်မယ်အဲ့ဒါကိုပြတာမြန်မာကနေပြီးတော့ကိုကိုကိုယုံကြည်တယ်အကယ်၍မြန်မာကနေပြီးတော့ကိုကိုကိုယုံကြည်တယ်ယုံကြည်မှုရင်ထဲမှာရှိရဆိုရင် world မှာ no choice but notice တကဘာလုံးက notice လို့လုံးမှာမြန်မာနိုင်ငံကို โอเคနောက်ပိုင်းမှာလာမဲ့လူငယ်တွေကလုံးကျွန်တော်တခုပဲပြောချင်တယ်โอเคတခုပဲတီးရမယ် the world doesn't hand you respect respect ကဘူးမကိုပလာပြီးတော့ပေးမှာမဟုတ် respect ကကအန်လောအောင်မှာ to the hard work and dedication ကိုထည့်ပြီးတော့အများကြီး hard work ကိုလုပ်ပြီးတော့မှ respect ကရမှာ stage ကဂျပန်မှာတော့ပြီးပြိုင်တဲ့အဲ့သူရဲ့ stage က probably bigger than you ဖြစ်နိုင်တယ် bigger bigger than မြန်မာဖြစ်နိုင်တယ် bigger than world ဖြစ်နိုင်တယ်ဒါမှ proof ကတခုပဲရှိတယ် proof ကတခုပဲရှိတယ် discipline beat every single time discipline beat လို့တဲ့ dreams ကိုလည်း every single time beat လို့တဲ့ဘဒုမှ dream ရှိတယ်အဲ့လူအောင်မြင်မှာမဟုတ်ဘဒုမှ discipline ရှိတယ်အဲ့လူအောင်မြင်မှာ stage ကဘလောက်ပဲ bigger ဖြစ်ဖြစ်ကိုယ်မှာ discipline ရှိတယ်မြန်မာမှာ discipline ရှိတယ်မြန်မာနိုင်ငံအောင်မှာပဲ it's not just about showing up ဒါတော့ပြီးတော့ကိုမျက်နှာကိုတွားပြီးတော့ show up လုပ်တာမဟုတ်မြန်မာနိုင်ငံပါတယ်မြန်မာနိုင်ငံရဲ့ list ပါသွားတယ်ဆိုပြီးတော့အဲ့လို show up လုပ်တာမဟုတ် okay it's about showing မြန်မာနိုင်ငံ unstoppable ဆိုပြီးတော့ပြတာ unstoppable ဖြစ်တဲ့ look ကိုတွားပြီးတော့ပြတာနောက်ဆုံး close အနေနဲ့တော့တခုပဲပြောလိုက်မယ် Japan get ready ဘာလို့လဲဆိုတော့မြန်မာရဲ့ power ပြတော့မယ်တကယ်ပါလုံး thank you so much for watching bye, -bye.